ခွန်စည်းချက်ချင်းနဲ့ဝန်ဆောင်မှုအကြောင်းပြုလုပ်ခဲ့တဲ့ဒီဗီဒီဘိတ်အခြေတွင်ဆွေးနွေးညှင်းခုံပွဲမှာအခွန်စည်းချက်ချင်းဟာဒီမိုကရေစီလမ်းစဉ်စီကိုဥတည်ပါသလားလို့မေးခွန်းထုတ်ထားပါဗျ။အရင်စစ်ဆိုးရလက်ထက်ကညံ့ဖြစ်တဲ့ဗဏ္ဍာရေးစီမံမှုအလေးထားတွေဟာမြန်မာနိုင်ငံမှာအခွန်ရှောင်တိမ်မှုတွေကိုအကြီးအကျယ်ဖြစ်စေခဲ့ပါဗျ။ဥပဒေအရရေးယူခြင်းတာဝန်ခံခြင်းမရှိတဲ့အပြင်လက်ပေးလက်ယူခြင်းနဲ့အကျင့်ပျက်ချစားခြင်းတို့ကြောင့်အခွန်တန်းလုပ်ငန်းရှင်တဝက်ကြော်ကြော်ကိုအခွန်ရှောင်ဖို့အခွင့်အရေးပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါဗျ။ဒီတစ်ပတ်မှာ ဆွေးနွေးဖို့ဖိတ်ကြားထားသူတွေကတော့ပြည်တွင်းခွန်ဝန်ကြီးဌာနမှညွှန်ကြားမှုချုပ်ဟောင်းဦးသိအောင်စီးပွားရေးပညာရှင်ဦးအောင်ချိန်ပွားစီးပွားရေးအကြံပေးဦးငွေသိန်းနဲ့မြမငါးမွေးမြူရေး လုပ်ငန်းကဦးဝင်းကြိုင်တို့ပဲဖြစ်ပါတယ်။တက်ရောက်ဆွေးနွေးတဲ့ပညာရှင်တွေကလူတွေဘာကြောင့်အခွန်ရှောင်ကြသလဲဆိုတော့ကိုဆွေးနွေးကြမှာဖြစ်ပါတယ်။ပွင့်ပွင့်လင်းလင်းနဲ့ကောက်ခံရသလိုခွန်မရှောင်သင့်အောင်အစိုးရဘက်ကဝန်ထမ်းတွေကနေလုပ်ပေးရမှာဖြစ်ပါတယ်။တစ်ဖက်ကပြည်သူတွေကအခွန်မရှောင်မင်းနဲ့ ခွန်ဆောင်ခြင်းရအောင်လုပ်ပေးရမှာဖြစ်ပါတယ်ဝန်ဆောင်ပြန်ပြီးတော့ဒီအခွန်ထမ်းတဲ့သူအတွက်ကိုကျွန်တော်တို့မဲ့လုံးသဘောမျိုးပေါ့နော်ဒီမိမိထမ်းဆောင်တဲ့အခွန်ကြောင့်ပြန်ရတဲ့အခွန်ရေးဆိုတာကျွန်တော်တို့ဒီမှာလုံးဝမကြည့်ဘူးအခွန်ဆောင်လိုက်ရင်ဒီအခွန်ကလုံးဝပလုံသွားပြီးတော့ကျွန်တော်တို့ဘာမဲ့လုံးမှမကြည့်ဒါကြောင့်လည်းအခွန်ရှောင်ခြင်းရတယ်မြန်မာနိုင်ငံရဲ့အခြေခံအဆောက်အအုံအားနည်းမှုနဲ့အကန့်အသတ်ရှိနေတဲ့ဝန်ဆောင်မှုတွေကြောင့်အခွန်တန်းလုပ်ငန်းရှင်တွေဖို့ဘာမှဖြစ်ထုံးမလာတဲ့ဒီခွန်စနစ်အတွက်သူတို့ငွေကြေးတွေကိုထည့်ဝင်လို့စိတ်တွေရောရောသွားရပါတယ်။ အပေါ်ဝင်ငွေရအောင်လက်စားကြတဲ့လက်စားနယ်အစိုးရဝန်ထမ်းတွေကြောင့်တာမန်ပြည်သူတွေဖို့ပေးဆောင်ရမယ့်ငွေကိုရှောင်တိတ်ဝင်ရသွားစေတယ်လို့နိုင်ငံရဲ့အချမ်းသာဆုံးလုပ်ငန်းရှင်တွေအတွက်မဖြစ်စလောက်အခွန်ဆောင်တာလုံးဝမပေးတာတွေဖြစ်လာစေပါတယ်။ကျွန်တော်အခွန်ကိစ္စကလည်းပြောရမယ်ဆိုဟိုဘယ်လိုပြောမလဲဘဲဥစားချာမရတဲ့ပုံစံမျိုးလို့ဘုံလုံးစိတ်ခုကတ်တယ်လို့အဲ့လိုကျွန်တော်တို့တန်တရားလဲနေတာကိုကျွန်တော်တို့တွေးမိရပါတယ်။ဥမမတောင့်ရင်တိလမဆောင်နိုင်ပါဘူး။ခုနကလိုပေါ့လူတွေစားဝတ်နေမပြေလည်တဲ့အခါမှာအခွန်ကိုဘယ်လိုနည်းနဲ့ရှောင်မလဲ။ အဲ့ဒီအခွန်ရှောင်းနေဆိုတာလေပြောရမယ်ဆိုရင်အခွန်ထမ်းတွေကပဲပညာပေးတာပါပဲဟိုခွန်ကောက်ခံတဲ့နေရာမှာကျွန်တော်တို့အဲ့လိုရီမန်းချက်နဲ့လက်တွေ့ကြဖို့ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံကကျောက်ကျက်သားဖောက်တဲ့ကုမ္ပဏီကခွန်အများကြီးစောက်ထားတာမျိုးတကယ်ကြောက်တွင်းနေလေရင်မြန်တွေလုတ်တဲ့ကုမ္ပဏီကဟိုခွန်ဆောင်တဲ့စီးရင်ထဲမှာမပါတာမျိုးမဖြစ်တင်ဘူးအဲ့ဒီကျန်းနေတဲ့ကုမ္ပဏီကိုတကယ်ရတော့မှအဲ့ဒီရီမန်းချက်တွေပြည့်စုံမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့ဒါလည်းမှန်ပါတယ်ဟုတ်ကဲ့ဒီနောက်ပြန် 2014ခုနှစ်မှာအခွန်စနစ်ကိုပြုပြင်မြင့်တင်ဖို့အထောက်တဲ့အနေနဲ့အခွန်ဥပဒေအစ်တစ်ကိုလွှတ်တော်ကအတည်ပြုပေးခဲ့ပါတယ်။ဒါပေမဲ့လည်းလူထုကြားမှာတော့ယုံကြည်မှုအကြီးအကျယ်ပျောက်ဆုံးနေသေးပါပဲ။ခေါင်းဆောင်ကစန္ဒမူရလုပြရမယ်ဆိုတဲ့စာရှိပါတယ်။တဘောကဘာလဲဆိုတော့ခေါင်းဆောင်တွေလုတဲ့လူတွေကငါတို့တော့ရင်ဒီလောက်ရှိတဲ့ဟေးငါတို့အရင်ဆောင်ပြမယ်သူတို့အရင်လုပြလိုက်ရင်ကျန်တဲ့လူအလိုလိုက်တာပါလိမ့်မယ်။ဆရာတကယ်တတ်ပါလေကျွန်တော်သိတယ်။လုတတ်ပါလေ။ဆရာတတ်လို့ကလုံနိုင်လို့လားလုံရဲခဲ့လို့လား ကျွန်တော်အစဉ်ကျွန်တော်လုတ်ပိုင်ခွင့်နဲ့ကျော်လွန်တဲ့ဟာကြတော့လေကျွန်တော်မှဘာမှလုတ်ပိုင်ခွင့်မရှိဘူးအပေါ်အပေါ်ပါပေါ့ဒီ policy maker တွေရောဒီခုနခွန်ကြောင်းဆွေးနွေးတဲ့လူတွေမှာဘဝမှာတခါများအခွန်ဆောင်မှုလားကိုကျွန်တော်မေးချင်ပါကျေးဇူးပါတရုတ်ဆွေးနွေးတဲ့ပညာရှင်တွေကအခွန်စနစ်ကိုတိုးတက်အောင်လှုပ်ဆောင်တာဟာတရားမျှတတဲ့ပြန်ဆိုင်မှုကိုဖော်ဆောင်ပေးဖို့နဲ့အာဏာလက်ကင်ထားတဲ့အရာရှိတွေရဲ့အလို့ကြမဟုတ်ဘဲဒီမှုပေါ်မှာခြေခံထားတဲ့မြန်မာနိုင်ငံရဲ့အကောက်ခွန်စနစ်ကိုခိုင်မာစေဖို့ဆိုတဲ့အချက်ကိုရေဘူးအားအပြည့်သဘောတူကြပါတယ်။